ဒီနှစ်ထဲမှာကျင်းပဖို့ရှိတဲ့အပြည်ပြည်ဆိုင်ရာအလုပ်သမားညီလာခံကိုမြန်မာနိုင်ငံကိုစားစီလုပ်ဖို့အတွက်ကိုယ်စားလှယ်ရွေးချယ်ရေးဟာပွင့်လင်းမြင်သာမှုမရှိတာကြောင့်ဧပြီ26ရက်နေ့မှာအငင်းခုံတွေဖြစ်ခဲ့ကြပါတယ်။တရားဝင်မကြလေတဲ့လူတွေအားလုံးဂျနီဘာကိုတောင်းလို့စီစဉ်ပြီးမှအလုပ်သမားတွေကိုပေါ်ပြီးတော့မဲလိုက်ခိုင်းတာကတော့မကောင်းဘူးလို့တော့ထင်ပါတယ်အဲ့ဒါကြီး။ဟုတ်ပါပြီ။ မရှိတဲ့သူတက်ပိုင်ဝင်မရှိပါဘူး။ရွေးချယ်ပိုင်ဝင်လည်းမရှိပါဘူး။အခုကပုံစံချလည်းမကြောက်ပုံစံခွန်လည်းမကြဘဲနဲ့ရွေးချယ်ပိုင်ဝင်လည်းရှိတယ်တက်ခွန်လည်းရှိရကြ။တမီးတော့အလုံသမားစစ်စစ်တွေကိုခူတော့လောက်ပြီးတော့ခူတော့လောက်ပြီးတော့တဲကြိုထားလိုက်တဲ့ပုံစံမျိုးကြီးနေပါလေ။အဲ့ဒါမြန်မာကွန်ဗင်းရှင်းစင်တာမှာနေ့ရက်ကြာကျင်းပနေတဲ့အလုံသမားအဖွဲ့အစည်းကခေါင်းဆောင်များဖိုရမ်မှာကုစရေရွေးချယ်ရေးမှာမမှုန်တင်မြည်တဲ့အဖွဲ့အစည်းနဲ့ မပုံမတင်ရသေးတဲ့အဖွဲ့အစည်းကြားငင်းခုမှုတွေဖြစ်ခဲ့တာကြောင့် ILO အရာရှိရဲ့ဂျောင်းဝင်စည်းစပ်ပေးမှုနဲ့မပုံနေမီအလုပ်သမားအဖွဲ့အစည်းတွေကသာ ကိုယ်စလဲစီလွတ်ဖို့သဘောတူညီချက်ရသွားခဲ့ပါတယ်။စီးပွားရေးလူမှုဖွံ့ဖြိုးရေးပေါ်ဆောင်ရမှာအလုပ်သမားအဖွဲ့တွေရဲ့ပါဝင်ဆောင်ရွက်မှုကိုမြင့်တင်ဖို့နဲ့ဧပြီ28ရက်နေ့ကိုအပြည်ပြည်ဆိုင်ရာအလုပ်သမားအထိမ်းအမတ်နေ့အဖြစ်သတ်မှတ်ဖို့အလုပ်သမားဒုဝန်ကြီးဦးမြင့်သိန်းကပြောဆိုခဲ့ပါတယ်။ဒီဖိုရမ်ကိုအလုပ်သမားဒုတိယဝန်ကြီးဦးမြင့်သိန်း ကုန်တယ်ဆက်မှုလုပ်ငန်းရှင်ဥက္ကဋ္ဌဦးဝင်အောင် ILO ဝလက်ထောက်ဒရိုက်တာအပြင်ပညာရှင်တွေအလုပ်သမားတက်မက400ကျော်နဲ့အလုပ်သမားခေါင်းဆောင်တွေတက်ရောက်ခဲ့ကြပါဗျာ။အလုပ်သမားအဖွဲ့အစည်းများစုဟာပို့ဆောင်ရေး၊စိုက်ပျိုးရေးအစားအသောက်ဆိုင်ရာကုန်ထုတ်လုပ်မှုနဲ့တပ်တုတွင် လုပ်ငန်းတွေကဖြစ်ပါတယ်။ကျွန်တော်တို့ရန်ကုန်ခရောင်း တိုင်းယူဆက်ယုံကမနေ့ကမေလ20ရက်နေ့ကကျွန်တော်တို့စပြီးတော့ဒပိမောက်ခဲ့တယ်အဲ့ဒီအချိန်တော့ကလည်း FUM နာမည်နဲ့ကျွန်တော်တို့စီကိုဝင်တာတယောက်မှမရှိခဲ့ဘူးဥပဒေမှာပြဿနာတစ်ရက်ရှိအလို့သမားတွေတမကဖွဲ့ချင်နေဆိုရင်အလို့သမားတမကရဲ့ EC ဖြစ်ဖို့ကနေ့စုံ6လလုံးသက်ရှိရမှာဆိုတော့အချက်ပါလာလေဓမ္မတမကကြတော့အဲ့ဒီအချက်မပါဘူး မပါတော့သူတို့ကအခုကလယ်ဓမ္မတမကဝင်ဖွဲ့ဝင်ဝင်ရောက်ပြီးတော့မှလယ်ဓမ္မတမက easy အနေနဲ့ကတက်လာတကယ်တကယ်ကျွန်တော်ခံနေရတာအလုပ်သမားတွေကခုခံနေရတယ်ဟောမောင်အနေနဲ့ကိုယ်စားလှယ်သွားမှဆိုတော့လုံးဝပတ်မှာဟုတ်သူ့ကိုဘယ်လိုယုံကြည်ကိုကျွန်တော်